ီရဲ့ပါဝါကဆိုတော့အရေးကြီးပုံနဲ့အရေးကြီးတာပေါ့နော်။ဒီဆိုင်တစ်ခုကနေရာရဲ့အမီအရေးသွေးလောက်ကဘူးမပေါ်လွင်စေတာပေါ့။ပထမအဆုံးစေးစိုးမှုလားဆရာနဲ့ခဲခဲအဖြူပေါ့နော်အဲ့ဘက်ကိုသွားတဲ့အရာကိုလီကိုစိုးကြတာစပင်းလည်းအတုံးလေးညှက်ပလိုက်တယ်အဲ့ဒီဟာနဲ့လေလီလီအကိုထက်ရရဲ့တခြင်းချစ်လိုက်တော့အဲ့အိမ်မှာလုံးဝအဲကွန်ထွက်ပြီးတော့ကိုတယောက်ဆောင်နေခဲ့တယ်ပေါ့နော်သူတယောက်ရဲ့ personal branding ကလည်းတကယ်စပင်းကလည်းအများကြီးအဲတက်ရောက်မှုရှိတယ် ကိုးပတ်ချလဲလောက်ကစကိုးပတ်ချလဲလောက်ကဖြစ်မယ်အဲကတဲ့ကလီလီအဲလီတကယ်ကိုဂျုံချီပြီးတော့မှစိတ်ချပြီးတော့မှအမြဲတမ်းသွားဖြစ်တဲ့ site လေးတစ်ဆိုင်ပေါ့နော်ဆိုဆရာနဲ့လည်းအများကြီးပဲလီတို့အဲစုံနေအဲအများကြီးပဲအဲစီးရီဆိုလို့ချင်တယ်လုပ်ပြီးလဲဟာကိုတော့လုပ်ပေးရတာပေါ့ဆိုအဲအများကြီးပဲအဲ့လိုကြည်ကြလို့ရတဲ့ site လေးတစ်ဆိုင်လေးဟုတ်တယ်အများကြီးအဲ လာတဲ့ customer ပေါ်မှာအများရော welcome လုပ်တဲ့ site လေးအခုဒါနောက်ထပ်15 site မြောက်ဒါ site ဖွင့်ပွဲလေးအတွက်အဲဒီကတော့အရင်ကဝမ်းသာပီတီဖြစ်မိပါတယ်ရှင် media power ကဆိုတော့အရင်ကြီးကိုလည်းအရေးကြီးတာပေါ့နော်အဲဥမာတော့မြောက် inner tour ပြတဲ့အချိန်မှာကအဲခုကကိုယ့်ရဲ့ screen ပုံစံကတသက်ရေးဖြစ်နေဘူးကအရင်ကြီးကိုအရေးကြီးတာပေါ့နော်ကျွန်တော်နဲ့အလုပ်ဝင်တဲ့အချိန်မှာကိုယ့်ရဲ့ SME ရောကိုယ့်ရဲ့ passion ကိုတည့်ရဲ့တည့်ရဲ့နေမှာပုံပေါ်လို့ဒီမှာ တယ်အဲ design တခုဟာမြောက်ရဲ့အမီအရေးသွေးလောက်ကဲဥမာ following စီတာပေါ့ဥပမာကျွန်တော်နောက်ပိုင်းကကျွန်တော်ရဲ့ fashion ကအဲနည်းနည်းဥမာပြောင်းလာတာပေါ့နော်အရေးတော့ကကိုယ့်ရဲ့ fashion ကနည်းနည်းဥစုလိုက်မဲ့ဥမာဟုတ်တယ်ဟုတ်တယ်နော်နောက်ပိုင်းကကိုယ့်ပေါ့ကူနဲ့နည်းနည်းလေးပြည့်လာတဲ့အချိန်မှာအဲနည်းနည်းပွားတဲ့ design ဖြစ်ပြီးရှင်လာတော့ကျွန်တော်တော့ဦးငယ်ကိုပြောချင်တာပေါ့နော်ကိုယ့်ရဲ့ fashion တွေကကိုယ့်ရဲ့ဥစ္စာတွေကအဲနည်းနည်းပါတော့ပြင်ဆင်ထားတင်တာပေါ့ ပွားတယ်အကျက်လေးသူ့အင်ဂျင်လေးကဒီလောက်တော့ပြင်ဆင်ထားတင်တာပေါ့ဟိုကဘွဲတစ်ဘွဲသားတဲ့တဲ့ချင်းကဒီဘွဲနဲ့တိုက်ဖက်တဲ့ခွေးရဲ့ဒီဇိုင်းလေးကဟိုကရွေးချယ်မှုကဘုံမှာ ီမေးတာပေါ့နော်ဟုတ်ကဲ့အများကြီးမှုတည်ရပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ကြောက်ကြောက်တော့ပိုင်းနဲ့ကျွန်တော်ရဲ့ fashion designer ရဲ့ပြန်ပြောင်းဖို့အစီအစဉ်ရှိပါလိမ့်မယ်အဲဆရာကနာပြောပါလို့ပါလီလိုအဲ့2019အချိန်တော့ဆရာလုံးဝ old school ပုံအဲ့လိုဂျင်ပေါင်းမီဆိုတဲ့အဲ့လိုနည်းထပ်နည်းလေးပွားမယ်အကြီးဆိုဒီချက်ကလေးပွားအဲ့လိုနည်းနည်းပေါ့မပွားတတ်ပွားလေအခုနောက်ပိုင်းကျလုံးဝ style အမိုက်စာအမိုက်စာကြောင်းလာတယ်ဒါတော့ဒါပွဲမလို့ကုတ်ကူပထားရဲ့အချက်ပါတယ်နည်းလေးတသေးရဲ့ပေါ့နော်ဒါပဲဆိုတော့ဖြစ်တော့ တာကြောင့်ကိုဖက်ခေကအဲသူရဲ့ personal brand တည်ဆောက်နေတဲ့ငယ်တွေအဲမျိုးသားတွေမျိုးသမီးတွေကိုရဲ့စပင်ကဘုံမှ view ဆိုင်လာကြတာပေါ့နော်အဲတရားနဲ့အဲပြစ်တလို့တဲ့မနေကြတော့ဘူးကျွန်တော်ကဆိုင်သားတရားနဲ့အနေနဲ့ဒီစကားပြောတာမဟုတ်ဘူးနော်တကယ်နဲ့ဒီဟာကရင်းဆိုင်ကိုရင်းကြီးတယ်ရင်းချင်ပါတယ်ဟုတ်သာသားတဲ့ကိုအာလီလီယာလီလီဘွားမှာပထမဆုံးစေစုံးလာဆရာနဲ့ ဲ့ဒီတော့မမေရအာကုတူနီရဲ့ဆရာရဲ့နှစ်ယောက်ညနှစ်နာရီထိုးရတယ်လီလီသပေညဟုတ်တယ်ညလင်ပါကြည့်ထိုးရအာလီတို့အာဘယ်လိုကြောင့်လဲခဲခဲအချူပေါ့နော်အဲ့ဘက်ကိုသွားတဲ့အရာကိုလီတို့စိုးကြတာသပင်လည်းအတူလေးညှက်ပလိုက်တယ်လီလီဘွားကပထမဦးဆုံးညောင်စိုးတာပဲညောကြတော့ ဆိုတော့အဲအဲ့ဒီဟာနဲ့လေလီလီအဲကိုထက်ရရဲ့တခြင်းချစ်လိုက်တော့အဲအဲ့မှာလုံးဝအဲကွမ်းထွက်ပြီးတော့ကိုတရုတ်ဆောင်နိုင်ခဲ့တယ်ပေါ့နော်ခဏဆရာပြောလို့ပဲလူတယောက်ရဲ့ personal branding ကလည်းတကယ်စပင်ရလည်းအများကြီးအဲတက်ရောက်မှုရှိတယ်ပေါ့ပြီးတော့အခုတကြံလဲနီးနေပြီဆိုတော့ဆရာကိုပူဇော်ထားတယ်လီလီတို့တချိန်အဲဘယ်လိုခေါ်မလဲ FOC ပေးတာဆိုတော့ကွတ်တီပဲတွေ့ရတယ်ဆရာစိုးမယ်နော်လို့တော့ကျွန်တော်စဉ်းစားပြီးသားရေပေါ့နော် အလားဆုံးဖြစ်တာကြောင့်ဆိုပေမယ့်ဟုတ်ကဲ့ဟုတ်ကဲ့အအဓိကလီကိုယုံကြည်မှုပေါ့အယုံကြည်မှုရှိတယ်နောက်တစ်ခုကလီလီ live time မှာလည်းလီလီကသပင်လေးကိုမစိုးခဲ့ဘူးမစိုးခဲ့ဘူးတဲ့လူပထမဆုံးစိုးရဲတော့လည်းဆရာနဲ့ဖြစ်တယ်ပြီးတော့နောက်လျှောက်ကလည်းအဲ့လိုအဲလီလီလီဟိုပေါ့ဆရာကိုဆက်တွေ့တာဆရာလည်းဆိုင်ရတဲ့ဆိုင်မိဆိုင်သူတို့ဒီမှာထိုင်ရတဲ့ဆိုင်လေးတွေကကြောင်းတယ်ဒါပေမဲ့လီလီဆက်တွေ့တဲ့အချိန်လေး အဲဒီဆိုချင်တဲ့အရာုံတွေကလာတွေရွေးချယ်တဲ့အချိန်မှာဆရာအများကြီးပဲထိုက်လိုက်လုပ်ပေးနိုင်တယ်။တကယ်ဆိုပြီးသွားတဲ့ result မှာလည်းလီလီ drug ကအဲစမိတ်မျက်စိရတော့မရှိဘူး။အဲပြီးတော့ result ကောင်းအောင်ရှင်းရရခဲ့တယ်ဆိုတော့နောက်ပိုင်းဆိုဆေးဆိုးတာဖြစ်ဖြစ်ခေါင်းလျှော်တာဖြစ်ဖြစ်စပင်နဲ့ပတ်သက်တာဆိုရင် VIP 7 oil ကတော့အဲအများနဲ့ယုံကြည်ပြီးတော့အဲ့လိုမျိုးသွားဖြစ်တာပေါ့လေ။ဟုတ်ပြီးတော့ဒီ sanction အမရည်နဲ့လည်းတစ်ချက်သိတော့သူတို့ကကျုပ်ပြီးမှာကလေးက သူတို့ကိုယ်တိုင်ရုပ်စာကို learning လုပ်ပြီးတော့သူတို့ကိုယ်တိုင်အောက်သက်ခြေလာခဲ့ပြီးတော့မှဒီမှာစိုင်းတရားပြန်ဖွင့်တဲ့လူတွေဆိုတော့လေဒီကနေလေတော့အတွေ့အကြုံတွေပြန်ယူရတယ်သူတို့လုပ်နေတဲ့ပုံစံဩဒါမျိုးပါလားဆိုတာမျိုးလီလီကတော့ပြန်ပြီးယူရတော့အကြံတော့မပေးတော့ပါဘူး Poly 7အခုဒါ စနစ်ရှိပြီလို့အဲသိရပါတယ်အဲ15ဆိုင်တော်မှာဒါခုနှစ်နိုင်ပြီဆိုတော့အများကြီးခူပါတယ်လို့ဒီချက်ဒီချက်ပို့ပြီးတော့အောင်မြင်တဲ့ branding တစ်ခုတည်ဆောက်နိုင်ပြီးတော့အများကြီးအောင်မြင်တဲ့အဲစပီလောကမှာအများကြီးအောင်မြင်တဲ့ site တစ်ဆိုင်ဖြစ်ပါစေလို့ဒီရက်လည်းဆုတောင်းတောင်းပေးပါတယ်ကျွန်တော်လည်းတွေ့ရင်လောက်ကိုလာတော့စေရအောင်မမေ့ကြပါနဲ့ခူပါတယ်တော့ဒီကိုဒီဆမ်မိုင်းရှိနေများဆိုင်တွေကဘုရားလာရောက်ဖို့တော့ဒီကနေ့ဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့